first provider တွေအတွက်တနေ့ကနေညအတွက်အကောင်းဆုံးရွေးကွက်တွေကိုထပ်ပြီးတော့တင်ဆက်ပေးလိုက်ပါမယ်ဟုတ်ကဲ့ဆရာပထမဦးဆုံးအနေနဲ့ဆရာဆန်းကျွန်တော် series ရနေပြဟိုတနေ့ကနေညမှာလေအဲ့ပွဲစီမှာကျွန်တော်ဘူလော့နာနဲ့ခရီမိုဒီစီပေါ့နော်ခရီမိုစီမှာကျွန်တော်ဘူလော့နာကိုပြီးခဲ့တဲ့တစ်ပတ်ကကျွန်တော်ဘူလော့နာကိုရွေးချယ်ပေးတယ်ဘူလော့နာကကစားသိပ်ကောင်းနေတာကျွန်တော်တွေ့ရတယ်အခုလက်ရှိဟိုအာရှဈေးဝင်ရိုးရဆိုရင်တော့ဒါဘူလော့နာရဲ့ဂျေးအောင်နိုင်ကြီးမှာ55.600ကျွန်တော်ပြောရတာလေ55.600ခိုင်နှုန်းတွေကအများကြီးဂျေးအောင်လို့များတယ်ဆိုတဲ့မျိုးဆို ရှိတာကိုကျွန်တော်တွေ့ရတယ်။အဲ့တော့ဘိုလုံးနာဒါဥဒိနီကိုနောက်ဆုံးနိုင်ခဲ့နိုင်ခဲ့တဲ့ပွဲမှာဘိုလုံးနာရဲ့ကစားအကောင်းတော်ကိုကျွန်တော်တွေ့ရမယ်။အထူးသဖြင့်တိုက်စစ်ပိုင်းကဘိုလုံးနာဟန်ချက်ညီနေတာ။ဟန်ချက်ညီနေအကောင်းဆုံးပုံစံရကျွန်တော်ကြိုက်တယ်လား။ဘောလုံးကိုလည်းသူက possession game ဘွာပေါ့နော်။အတားစီးယူကစားတတ်တဲ့ဘိုလုံးနာဒါအဝေးကနေတဲ့ long shot တွေကန်သွင်းတဲ့နေရာမှာလည်းဘိုလုံးနာအရန်ကောင်းပုံတွေအောင်တွေ့ရတယ်။ဟိုအဆုံးသက်ပိုင်းကလည်းဂိုးသွင်းတေချာနေတယ်။ ခံစားပါရတယ်တကယ်ပြောရင်ရောပြောစရာမရှိဘူးဒါဘူလော့နာဘက်ကိုကျွန်တော်ပြောနေတာပြောစရာမရှိကစားခဲ့တဲ့နောက်ဆုံး၃ပွဲစလုံးကပေးကိုးမဲ့ထားတယ်ခံစစ်ကပေးကိုးမဲ့ဆန်ကျင်တင်ထားတယ်ပြိုင်ပွဲဆိုနောက်ဆုံး၁၀ပွဲရတယ်ရှုံးပွဲမရှိဘူးပွဲမှာအဲ့မှာ၆ပွဲလုံးကပေးကိုးမဲ့ဆန်ကျင်ကိုဘူလော့နာတင်ထားတယ်တစ်ဖက်ကကျွန်တော်တို့ခရီမိုဒီစီကိုကျွန်တော်ပြန်ကြည့်မယ်ပေါ့နော်ပြိုင်ပွဲစီတော့တိုက်စစ်ကပိုင်းကတကယ့်ကိုဂိုးရဖို့ရုန်းကန်နေရတယ်စီးရီ၃ပွဲဇက်ကိုကြီးလိုက်တော့လေခံစစ်က၆ဂိုးထိပေးထားတယ်လေဆိုတော့တပွဲကိုပြန်ငါဂိုးတော့ပေးထားနေရတယ်ခံစစ်ဗျာအဲ့ဒီ ဆိုတော့အခုပွဲမှာဘိုလော့ကတိုက်စစ်ကိုကျွန်တော်တော့ထင်တယ်မိနစ်60ပြည့်ခရီမိုစီထိန်းနိုင်မယ်မထင်ဘူးပြီးတော့စီးစီးရဲ့နှစ်ပွဲဆက်လည်းရားလည်းကောင်းပြီးတော့ကျေတဲ့အောင်ထားတယ်ဘိုလော့နာโอเคအိမ်ဝင်းမှာ190ကြီးမှာ55တသမာ600ရာခိုင်နှုန်းကျေအောင်နိုင်ကြီးရှိနေတယ်တင်းနှင်းတာလေးညအတွက်ကိုတော့ကျွန်တော်စီးစီးရဘိုလော့နာကိုရွေးချယ်ပါတယ်ဆရာရဲ့ပိတ်သက်တွေအတွက်ကျွန်တော်တနင်္လာညအတွက်မှာကျွန်တော်ဒီဗလကာနိုနဲ့ဗလင်စီယာပွဲစဉ်ကိုရွေးချယ်ထားတယ်ဒီပွဲစဉ်ကလာလီဂါမှာဆိုရင်တမန်ရိုးချကြည့်မယ်ဆိုရင်ဘော်ဒီ ဟိုဂိုးပေါင်းစီမျှတမှုမရှိဘူးလို့ပဲကျွန်တော်ပထမဦးဆုံးအနေနဲ့ပြောချင်တယ်။ဘာကြောင့်လဲဆိုရင်ပထမဦးဆုံးအနေနဲ့လက်ရှိဒီပွဲတွေမှာဖွင့်လှစ်ထားတာက level ဟို280ဂိုးပေါင်းဂိုးပေါင်းဒီနှစ်တင်းထိုက်တဲ့တွေ့ဆုံမှု6ဝက်ရှိရမှာမှပြန်ကြည့်မယ်ဆိုရင်10ပွဲလောက်ဒီဂိုးောက်ခဲ့တယ်။ဒါပထမဦးဆုံးအနေနဲ့ကျွန်တော်တတိထားမယ်အချက်လက်တွေပေါ့နော်။လက်ရှိကျွန်တော်ဗလကာနိုနဲ့ပွဲတွေမှာပြန်ကြည့်မယ်ဆိုရင် ဖလကာနူရဲ့နောက်ဆုံးခုနှစ်ပွဲစလုံးကအပြန်လန်သွင်းမှုမရှိတော့ဘူးရှိတော့ဆိုတော့ဒီနေရာမှာနည်းနည်းလေးများမှားနေပြီလားလို့တစ်ချက်ထင်စရာရှိရပါတော့ဂိုးပေါင်းလေးလာလီကာမှာအဲ့လိုမျိုးဟိုဂိုးအောက်ရဲ့ရှိနေဆိုရင်သွင်းကိုတွေပြောင်းနေလို့ရှိရင်ကျွန်တော်တို့ကဒီဈေးတင်ဖွင့်လေဖွင့်တာတူးနှုတ်ရှိစေဆိုတာနည်းတယ်ဗလင်စီယာဆိုတဲ့နောက်ဆုံး ဒီအဝေးဝေးနှစ်ပွဲမှာပြန်ကြည့်မယ်ဆိုတိုက်စစ်ကဂိုးမသွင်းထားနိုင်ရင်လည်းတိုက်စစ်ကိုပိုင်ဆိုင်ထားတယ်။ဟိုနောက်ဆုံးဒီပွဲစဉ်တွေမှာပြန်ကြည့်ပြန်တော့လေဗလင်စီယာရဲ့တိုက်စစ်ကကိုးရောက်ကိုရုံးကန်တယ်။ဒါဆိုရင်တူးနှုတ်80ပါလို့ဖွင့်လာတယ်ဆိုတော့ကျွန်တော်နည်းနည်းတန်လေးရောက်ဝင်ပြီ။ဒါကကျွန်တော်ရဲ့တခါလေးကြရင်လည်းဒီလိုခြေစွမ်းမျိုးတွေနဲ့ဒီလိုကိုးရက်လက်မျိုးတွေဖြစ်နေပြီဆိုရင်ကျွန်တော်တို့ဖိုက်တာတွေကဂိုးအောင်များဥတည်မလားဆိုရင်တော့ဟို ို့ပြီးတော့စဉ်းစားလေးရှိဒါပေမဲ့ကျွန်တော်ကဒီပွဲတွေမှာဂိုးအောက်ကိုလုံးဝမကြိုက်ခဲ့ဘူးဟုတ်ကဲ့ဟောပထမဦးဆုံးအနေနဲ့ဗလင်စီယာရဲ့အဝေးခွင့်ပွဲတွေကိုပြန်ကြည့်မယ်ဆိုရင်ဗလင်စီယာကနောက်ဆုံးအဝေးခွင့်16ပွဲမှာဆိုနှစ်ပွဲပဲနိုင်တယ်10ပွဲတည်နေတယ်6ပွဲရှုံးထားတယ်အဝေးခွင့်နောက်ဆုံးနှစ်ပွဲဆက်တီတိုက်စစ်ကဂိုးမသွင်းထားနိုင်ဘူးဆိုပေမဲ့သူကအဝေးခွင့်မှာနှစ်ပွဲနဲ့ပို့ပြီးတော့တိုက်စစ်ကဂိုးပေါက်ပြောက်ခဲ့တာမရှိဘူးအဝေးခွင့်ပွဲတွေမှာတော့တာမန်အားဖြင့်ပြန်ကြည့်မယ်ဆိုရင်အဝေးခွင့်16ပွဲစလုံးမှာသူဂိုးမပေးခဲ့ရတဲ့ပွဲစဉ်က တပွဲပဲရှိတယ်ကျန်တဲ့15ပွဲစလုံးဂူးပေးခဲ့ရတယ်ဆိုတော့ဗလင်စီးယားရဲ့အနေထားက2ပွဲသက်တိုက်စစ်ကဂိုးပေါမပြောက်ခဲ့တဲ့ဇယိုက်ရှိတယ်အဝေးကွင်းပွဲတိုင်းဂိုးပေးနေရတယ်တစ်ဖက်ကဖလကာနိုကျွန်တော်ပြန်ကြည့်ပြဖလကာနိုမှလည်းကျွန်တော်ဒူးဒူးခြားခြားဘာသွားတွေ့ရလဲဆိုရင်ဖလကာနိုကအိတ်ကွင်းပွဲတွေမှာဒီနောက်ဆုံးအိတ်ကွင်းအနေနဲ့ပြန်ကြည့်မယ်ဆိုရင်18ပွဲမှာသူအိတ်ကွင်းမှာတိုက်စစ်က2ပွဲသက်တိုက်ဂိုးပေါမပြောက်ခဲ့ဘူးဆိုတော့သူ့ရဲ့ပုံစံရဆိုရင်တပွဲ5ပေါက်ပြောက်ပြီးရမှသူက5ပြန်ရခဲ့တယ်သူနောက်ဆုံးအိတ်ကွင်း2ပွဲဆက်တိကလင်းရှိရခဲ့တာကလည်းသူကသူ့ရဲ့အစင်လာရဆိုရင်ဒီဇယက်ရဆိုရင်သူကဒီပွဲတွေမှာ5ပေးခဲ့ရအောင်မှာ ိုတော့သူကဂိုးရမယ့်ဇေယျလည်းရှိရယ်ဂိုးပေးရမယ့်ဇေယျလည်းဗလကန်နုံမှာရှိရယ်နောက်ဆုံးလာလီကာအိမ်ကွင်း6ပွဲဆက်လဲဂိုးအောက်တာတပတ်ကဗလင်စီယာအနေနဲ့အပြောင်းကြည့်ပြန်တော့လဲဗလင်စီယာကအဝေးကွင်းမှာဂိုးရမယ့်ဇေယျရှိရယ်ခန်စစ်ကလည်းဂိုးပေးရမယ့်ဇေယျရှိနေတယ်ဒီနှစ်သင်းရဲ့ထိုက်တဲ့တွေ့ဆုံမှုကိုကျွန်တော်ပြန်ကြည့်ပြန်တော့လဲလက်ရှိနောက်ဆုံး9ပွဲဆက်ထိဂိုးအောက်ခဲ့တာဒီနှစ်သင်းကြမှာပထမဦးဆုံးချိန်လို့ပြောလို့ရအဆင်လာမှာ9ပွဲထက်ပိုပြီးတော့ဂိုးအောက်ခဲ့တာမရှိဘူးဆိုတော့ဒီပွဲစဉ်ကကျွန်တော်တော်တော်လေးကြိုက်တဲ့ ဟိုဇိုက်ထဲမှာပါတဲ့ဟိုအပြက်လန်သွင်းကိုလည်းကျွန်တော်မျှော်လင့်နေလက်ရှိဖွင့်လှစ်ထားတဲ့ body ဒီနှစ်သိန်းရဲ့စမ်းသောက်ရေးပိုင်းတွေတိုက်စစ်ပိုင်းတွေကြဆင်းနေပြီမဲ့ဖွင့်လှစ်ထားတဲ့ဇိုက်တွေနဲ့ဒီနှစ်သိန်းရဲ့လက်ရှိတူးနှုတ်80လာလီဂါရဲ့တူးနှုတ်80ဖွင့်လှစ်ထားတဲ့ဂိုးပေါင်းစီရဆိုဒီဝဲစဉ်ကအပြက်လန်သွင်းကိုနဲ့ပထမပိုင်းမှာကတည်းက ဘိုးပေါ်သွားမယ်ပွဲစဉ်လို့ကျွန်တော်အဲ့လိုလေးကိုကြိုက်တာလေ။ Okay ။အာတင်းကညာအတွက်ဆရာရဲနဲ့ဆရာဆန်နဲ့နှစ်ယောက်ကတော့ထက်ရွေးပေးတယ်နော်။အဲ့တော့ကျွန်တော်ဒီတစ်ပတ်ပွဲစဉ်တွေကလည်းဒါတင်းကညာမှာပြီးမယ်။ပြီးရင်အင်္ဂါမှာမရှိဘူးနော်။အင်္ဂါမှာဗိုလ်တဘူးမှာကျွန်တော်တို့ပရီးမီးယားလီးဂ်ပြန်လာမယ်ပေါ့နော်။အဲ့လိုပြန်လာမယ်ဆိုတော့ဒီဂျားရက်ပွဲစဉ်တွေတော့ကျွန်တော်တို့ကပရီးမီးယားလီးဂ်ကကျွန်တော်တို့ခံမှန်းလို့ မရဘူးဖြစ်နေကြားရပို့ဖြစ်နေအင်္ဂါမှာဆိုရင်တော့ကျွန်တော်ပြင်းပြလေးပွဲရှိတယ်အင်္ဂါအင်္ဂါရှိတယ်တနင်္လာနေ့ပြီးွားမှာတနင်္လာနေ့ပြီးွားမှာနော်အဲ့လိုမျိုးရှိနေတော့အနေထားအကွေကျွန်တော်တို့ကတနင်္လာနေ့ရဲ့ပွဲစဉ်30ချက်နှစ်ခုကိုကျွန်တော်တို့ပြင်မှတ်နှစ်ခုကိုရွေးချယ်ပေးပါတယ်ဟာလားတော့ပထမဆရာရဲ့ပြင်မှတ်ဖြစ်တဲ့ဘိုလော့နာကျွန်တော်ရဲ့ဒုတိယပြင်မှတ်ဖြစ်တဲ့ဖလကာနူနဲ့ဖလင်စီယာပွဲကိုဘိုလ်ရွေးချယ်ပေးလိုက်ပါတယ်အားလုံးပဲတနင်္လာညမှာလည်းအကျိုးမြတ်တွေဖြစ်ထွန်းပါသည်ဗျအားလုံးကျေးဇူးတင်ပါတယ်ဗျ